မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငဖဲမြို့နယ်စစ်တပ်နှရေကံဖြူဟာကုန်းစခန်းမှာထွက်ပြေးလာသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိသည့်အပြင်အလင်းပွင့်လာသူများဇက်တိုက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေတိုင်းငဖဲမြို့နယ်စစ်တပ်နဲ့ရေကန်ပြူဟာကုန်းစခန်းမှာထွက်ပြေးလာသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ်စစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိသည့်အပြင်အလင်းဝင်လာသူများဇက်တိုက်ရှိနေကြောင်း AA ကတရားဝင်သတင်းထုတ်ပြန်ပါရယ် AA ကစစ်တိုက်နေရေကံပြူဟာကုန်းစခန်းရှိအနေငယ်သောလက်နက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခတ်လျက်ရှိကြောင်း AA ဤထိုးစစ်တွင်ကစင်ကလျားထွက်ပြေးလာသောစစ်တပ်တပ်ဖွဲ့ဝင်တချို့နှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းစစ်တပ်ကနေရီကံပြူဟာကုန်းစခန်းမကျရှုံးရေးအတွက်လေချောင်းပြစ်ကူနှင့်စစ်ကူများအဆက်မပြတ်ပေးနေသည့်ကြားမှာအေအေကအကောင်ဆုံးတုံ့ပြန်ခံစစ်နေတူထိုးစစ်ဆင်လျက်ရှိကြောင်းသိရပါသည် ရှမန်နီအော်တိုဘာလ18ရက်နေ့အချို့သောနေရာများတွင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့က AA တန်တွင်အလက်ဖြူထောင်းလက်နက်ချကအလင်းဝင်ရောက်လျက်ရှိတဲ့ကဲ့သို့အချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးရမိခဲ့ကြောင်းအရကတပ်တော်အနေဖြင့် AA တန်တို့အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားလျက်ရှိကြောင်းသိရပါသည်။ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်၏မတရားသဖြင့်စစ်မှုထမ်းရန်စူးစောင်းခြင်းခံရသောသူများအနေဖြင့်အရကတပ်တော်နှင့်အနီးဆုံးနေရာများသို့ဆက်သွယ်၍အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ကြောင်း အေးအေးကသတိပေးနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးဘီလင်းမှာစစ်တပ်မိုင်းဆွဲခံရလို့အရက်သား30နီးပါးဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်အလူလေးချေရွာမှာစစ်ကော်မရှင်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်အရက်သား30တပ်မနဲ့ဖမ်းဆီးစစ်ဆေးခံရပြီးဖုံးအလုံး30ကျော်တင်စီခံလိုက်ရတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့မနက်ပိုင်းကအလူလေးချေရွာအထက်သားဆက်ယုံအနီးမှာ ပကင်းထွက်လာတဲ့စစ်ကော်မရှင်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုင်မိုင်းလေးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကော်မရှင်တပ်သားဟာအထက်သားစက်ယုံအလုသမားတွေအပါအဝင်အလူလေးကြီးပါဒေသခံ30ထက်မနည်းဖမ်းဆီးစစ်ဆေးခံရပါတယ်။အဲဒီနောက်စစ်ကော်မရှင်တပ်ဟာဖမ်းဆီးထားတဲ့အရက်သားပြည်သူ30ကျော်ကိုနေတဝက်နီးပါးစစ်ဆေးမြင့်ရန်ပြီးနောက်ပြန်လွတ်ပေးခဲ့ပေမယ့်အထက်သားစက်ယုံအနီးစားတောက်ဆိုင်ဖွင့်ထားတဲ့ခိုချမ်းမြေနောက်ကိုရိုင်းနဲ့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ပတ်သက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ရိုင်းနှက်ဖမ်းဆီးခံရတဲ့ကိုချမ်းမြင့်အောင်ဟာစစ်ကော်မရှင်တပ်ဖမ်းဆီးခေါ်ဆောင်သွားစဉ်လမ်းတောင်မလျှောက်နိုင်တော့ဘူးလို့ဆိုပါတယ်။ဒါပြင်စစ်ကော်မရှင်တပ်ဟာဖမ်းဆီးခံလိုက်ရတဲ့ကိုချမ်းမြင့်အောင်ရဲ့စားတောက်ဆိုင်ကိုလည်း၃ရက်အတွင်းဖယ်ပေးဖို့နဲ့မဖယ်ပေးရင်မိရှုပ်မယ်လို့ချိန်ချောက်သွားတာဖြစ်ပါတယ်။ဘီလင်းမျိုးနဲ့အလူလေးကြီးပါအနီစစ်ကော်မရှင်တပ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်းတက်တက်ကြီးတအုပ်နဲ့တက်သားတအုပ်တွေဆုံးပြီး၆ဦးထပ်မံတိုက်ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆလဘီစကိုင်းမြို့နယ်လက်ပံကြီးရွာတွင်တက်ဆွဲထားသောစစ်တပ်ကစုတ်ခွာထွက်ပြေးသွားပြီးတော်လန်ရေးတပ်ဖွဲ့ကနေမြရှင်းလင်းရေးလုပ်စဉ်မူရည်စေဝါ၃ဆွဲရတွင်၃သိပစ္စည်းများနှင့်၁၃ဆပစ္စည်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့နယ်လက်ပံကြီးရွာတွင်တက်ဆွဲထားသောစစ်တပ်ကစုတ်ခွာထွက်ပြေးသွား၍ထော်လန်ရေးတပ်ဖွဲ့ကနေမြေရှင်းလင်းရေးလုပ်စဉ်မူရစေဝါ30ရွာတွင်တုံးသည့်ဖြစ်စီများတွင်စစ်တုံးဆောင်ဖြစ်စီများတိမ့်စီရရှိခဲ့ကြောင်းယူနီကွန်ပြောက်ကြားတပ်ဖွဲ့ UGF မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည်ရှမနီအော်တိုဘားလ18ရက်နေ့တွင်စကိုင်းမြို့နယ်လက်ပံကြီးွာအတွင်ရှိဖီသူပိုင်နေအိမ်များတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကအဆိုပါကြီးွာရှိတက်ဆွဲထားသောစက်ခန်းမှထွက်ပြေးဆုတ်ခွာသွားကြောင်းသိရပါသည် ဒေါ်လာရေးတက်ခွဲများကနေနေရှင်းလင်းရေးဖွင့်ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောအကြံဖက်စစ်သားများမှစုခွာသွားပြီးနောက်ပြည်သူများပြန်လည်နေထိုင်ရန်အတွက်ယူနီကွန်းပျောက်ကြားတက်ခွဲကနေနေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်တပ်၏ယူနီဖောင်းများနှင့်စစ်သုံးဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီစစ်ခွေစစ်ကြောင်းကတက်ဆွဲထားတာခြားပါပြီ။အစ်စ်ခွေးတွေကလက်ပံကြီးရွာတွေကပြည်သူပိုင်နေအိမ်တွေထဲမှာစက်ခန်းချပြီးတက်ဆွဲနေထိုင်နေတာဒီနေ့အောက်တိုဘာလ18ရက်နေ့မှာ စစ်ခွေးတွေရွာတွေကထွက်သွားလို့နေမြေဝင်ရောက်ရှင်းလင်းရင်းနဲ့စစ်သုံးဆောင်ပစ္စည်းတွေတင်စီရရှိခဲ့ပါတယ်ဟု Unicorn ပျောက်ကြားတပ်ဖွဲ့ UGF မှတာဝန်ရှိသူကပြောဆိုပါတယ်။အကြံဖက်စစ်တပ်ကစကိုင်းမြို့နယ်အတွင်းနေမြေစုံမမှုရရှိရေးကြိုးပမ်းနေတော်လဲတော်လရေးတပ်များကအပြင်းအထန်ခုခံတိုက်ခိုက်နေတဲ့ဖြင့်ထင်းတလောက်ခီးမပေါက်ပဲအကြအဆုံးများစွာဖြင့်စစ်တပ်ဘက်မှအထင်အလျက်ရှိကြောင်းဒေသစစ်ရေးတရင်ရင်းမြစ်များကပြောဆိုပါတယ်။ ဆက်လက်ပြီးဖားပွန်ခရိုင်တွင် အော်တိုဘားလ15ရက်တာတွင်တိုက်ပွဲ52ကြိမ်ဖြစ်ပွားပြီးစစ်တပ်မှ14ဦးသေဆုံးစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်ပစ်ခတ်မှုဖြစ်သူများထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖားပွန်ခရိုင်တွင်အော်တိုဘားလ15ရက်တာတွင်တိုက်ပွဲ52ကြိမ်ဖြစ်ပွားပြီးအကြံဖတ်စစ်တပ်မှ14ဦးသေဆုံးကစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့်ဖြစ်သူများထိခိုက်သေဆုံးမှုရှိကြောင်း KNU မှုကြွာ district ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ10ရက်နေ့မှ15ရက်နေ့အတွင်း ဖာပွန်ခရိုင်အကြမ်းဖက်စစ်တပ်နှင့် KNL တပ်မဟာ၅တို့တိုက်ပွဲ52ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုတိုက်တိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်မှ14ဦးသေဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများတဲ့တွင်တရင်မှုတဦးနဲ့ပုံမှုတဦးတို့ပါဝင်ကြောင်းရှင်းတိုက်ပွဲများအတွင် KNL ဘက်မှလည်းရဲဘော်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ဟုတ်ပြီအကြံဖက်စစ်တပ်သည်ပြည်သူများနေထိုင်သောခြေရွာများကိုလေရင်ဒရုန်းနဲ့လက်နက်ကြီးများဖြင့် ိခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိကနေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရပါတယ်။အလားတူစက်တင်ဘာလပိုင်းကလည်းဟာပွန်ခရိုင်တွင်အကြမ်းဖက်စစ်တပ်နှင့် KNL တပ်မဟာငါတို့တိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှ20ဦးသေဆုံးက39ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဆလပီလှေကူးမျိုးနဲ့အုတ်ချုပ်ရည်မှုရုပ်ကိုဖောက်ခွဲတိုက်ခိုက်မှုရက်ကြီးအုတ်ချုပ်ရည်မှုတအုပ်နဲ့ပြူစောတီတအုပ်တွေဆုံးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရန်ကုန်တိုင်းလှဲကူးမြို့နယ်တရေပူကြီးရွာရှိမြို့နယ်အုပ်ချုပ်ရေးမှုရုံကိုဖောက်ခွဲတိုက်ခိုက်ရာအရက်တောက်ရန်ပြင်ဆင်နေသည့်ရဲကြီးအုပ်ချုပ်ရေးမှုတပ်ဦးနှင့်ဖြူစော်တီတပ်ဦးတေဆုံခဲ့ကြောင်းရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူတပ်ဦးကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘလာ၁၈ရက်နေ့ညနေ6:50မိနစ်ခန့်တွင်လှဲကူးမြို့နယ်တရေပူကြီးရွာရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံကိုပြင်အားမြင့်မိုင်းတလုံးလက်ပြပုံနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ်ထိုတိုက်ခိုက်မှုအတွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌အရက်တောက်ရန်ပြင်ဆင်နေသည့်အုပ်ချုပ်ရေးမှူးတအုပ်နှင့်ပြူစော်တီတအုပ်ဘုံထိမှန်ကလေးပေါ်ပြန်ဝဲပြီးပွဲချင်းပြီးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်ညနေဆောင်ထွေအုပ်ရုံးမှအရက်တောက်ဖို့ပြင်နေတဲ့အုပ်ကြီးတကောင်နဲ့ဖြူတကောင်တို့ပွဲချင်းပြီးတည်တယ်။အရက်ဝိုင်းထဲမှာကြံတဲ့ကောင်တွေလည်းထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။အုပ်ကြီးကတော့ဝဲလာတဲ့ပလင်းတွေတောင်မတောက်သွားရရှာဖို့ဟုရန်ကုန်အာမီအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီဘွိုင်းအင်းနဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖက်စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်းကြသူများကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမီဘွိုင်းအဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ဆလပီ NCA စာချုပ်ကိုအကောင့်ထဲပို့ရန်တိုင်းပြည်ခွဲထွက်ရေးလုံးဝလက်မခံဟုမင်းအောင်လိုက်ပြောပြနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ KNU, CNF, APSDF အပါအဝင်တိုင်းသားတော်လှန်ရေးအဖွဲ့၆ခုကစက္ကူစုပ်ဖြစ်သွားပြီဟုကြေညာထားသော NCA အပြည့်ရစာချုပ်ကိုအကောင့်ထဲပေါ်ရန်လက်မှတ်ထိုးထားသည့်အဖွဲ့များအားလုံးပါဝင်ရမည်ဟုအကြံဖတ်မင်းအောင်လိုင်ကပြောဆိုပါရယ်။ဂျမနီနေပြည်တော်တွင် NCA ဆယ်နှစ်ပြည့်အခမ်းအနားလာတက်သောအပြည့်ရလက်နက်ကိုင်တချို့နှင့်တွေ့ဆုံစဉ်အကြံဖတ်မင်းအောင်လိုင်ကထိုးထိုးပြောဆိုခြင်းဖြစ်ပါရယ်။တနင်္ဂနွေအဖြစ်ခက်ရက်စဲရီ NCA စာချုပ်မှာရက်ဆိုင်သွားပြီးစက္ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီးဖြစ်ကြောင်း ကရင်မျိုးသားအစည်းအရုံး KNU ချင်းမျိုးသားတပ်ဦး CNF ပအို PNL APSDF NNSP နဲ့ LGU တော်လှန်ရေးတပ်များကအောက်တိုဘာလ23ရက်နေ့တွင်စုပေါင်းထုတ်ပြန်ကြေညာထားတော်လဲမြေအောင်လိုင်းက NCA ကိုဆက်လက်အကောင့်ထဲပို့သွားမည်ဖြစ်ကြောင်း NCA ကိုဆက်လက်အကောင့်ထဲပို့ဆောင်ရွက်နိုင်ရေးအတွက်ရွေးချယ်ခန်းအစိုးရလွှတ်တော်ရှိရန်လိုကြောင်း မူလစတင်လက်မှတ်ရေးထိုးစဉ်ကလေးကလွတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီများတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး MCA တွင်ပါဝင်ခဲ့ကြသည့်အဖွဲ့အစည်းများအလုံးပါဝင်ရလိုကြောင်းမြေအောင်လိုင်းကဆိုပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်စစ်တပ်ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက်ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ငင်းချင်းရေးလုပ်ငန်းစဉ်များနှောင့်နှေးခဲ့ကြောင်းရွှေကောက်ပွဲသည့်ငင်းချင်းရေးလုပ်ငန်းစဉ်အတွက်အရေးကြီးသည့်အခမ်းအနားတွင်ပါဝင်သဖြင့် လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရင်အဖက်ဖက်မှပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့်ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးထွက်ပေါ်လာသည့်အဆိုရနှင့်အတူငင်းချမ်းရေးလုပ်ငန်းစဉ်များ၌ဆက်လက်ပါဝင်ပြီးပူးပေါင်းဆောင်ရွက်သွားရန်မြင်အောင်လိုင်ကဆိုပါရ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကိုဆောင်ရွက်ထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက်လက်ရှိအချိန်တွင်အခိုင်အမာဆုံးဖြစ်ကြောင်း အခြေခံဥပဒေအားပြင်ဆင်၍ရသည့်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်ဆိုတော့လေနိုင်ငံနှင့်ကိုက်ညီသည့်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန်လိုကြောင်းဖြစ်ကျင်တာတက်ဖြစ်နိုင်တာဖြစ်တင်တာကိုပုံမူဦးစားပေးပြီးဆောင်ရွက်တင်ကြောင်းတိုင်းပြည်ခွဲထွက်ရေးကိုစစ်တပ်ကလုံးဝလက်မခံကြောင်းမင်းအောင်လှိုင်ကပြောဆိုပါရီကရင်အမျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF ပအုံ PNLO APSDF NNSD နဲ့ LDU တော်လှန်ရေးတပ်ဤ အော်တိုဘလ73ရက်နေ့ထုတ်ပြန်ကြေညာချက်တွင်ဆီအာနာသိမ့်မှုသည် NCA စာချုပ်၏အနှစ်သာရအခြေခံမှုများနှင့်ရည်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထဲပုံမှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကာစက္ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်း NCA စာချုပ်အပေါ်ကျင့်ဝတ်ဆောင်ထိန်ခြင်းမရှိဘဲအချိန်ချင်းချိုးပေါက်ခဲ့သောစေအုပ်စုကပြည်သူလူကိုအင်အားသုံးကာပုံစံအမျိုးမျိုးဖြင့်ဖန်စီနှိပ်ဆက်တက်ဖြတ်လာခဲ့သည်တမကလေကြောင်းတိုက်ခိုက်မှုများပါအပါဝင် ပြည်သူလူထုကိုအကြံဖတ်တက်ဖြတ်မှုများ နေ့စဉ်ကျူးလွန်နေကြောင်းထောက်ပြထားပါတယ်။စေအုပ်စု NCA အမိခံပြီးပြုလုပ်သည့်ဟန်ပြလုပ်ငန်းစဉ်များနှင့်စေအုပ်စုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့၍ပြက်ပြဲသွားပြီးဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အတူရောင်ရွေးကောက်ပွဲတို့သည်စေအာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိရန်ကြိုးပမ်းကျင်းတာဖြစ်ကြောင်းနိုင်ငံ၏အကျက်တဲနှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ဘဲပြည်ပခများသာပို၍ရှေးလျားစေမည်ဖြစ်ကြောင်း တိုင်းသားတော်လှန်ရေးတပ်ဖွဲ့6ခုကကြီးညာချပါရယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။